ဆက်ဆက်ဖြစ်နေပြီအခုအာရခတတော် A ကဘာပြောလဲဆိုရင်အကြံဘတ်စစ်တပ်ကရှုံးမဲမဲနေတယ်နော်ဒါကြောင့်ပြည်သူတွေတတိထားကြပါတဲ့ဘုံတို့မိဘပြည်သူတွေတတိထားကြပါအကြံဘတ်စစ်တပ်ကရှုံးမဲမဲနေတယ်နော်ရှုံးမဲမဲနေတယ်အခုအကြံဘတ်စစ်တပ်ကရှုံးမဲမဲနေပြီဖြစ်တဲ့အတွက်ကြောင့်နော် ပြည်သူတွေရဲ့မြို့တွေရွာတွေစာတင်ကြောင်းတွေဈေးတွေစိတ်ယုတ်တွေစေကတ်တွေဖုံးကြီးကြောင်းတွေဘာသာရေးအဆောက်အဦတွေကိုရရဆက်ဆက်ပို့ဆိုပဆက်ကိုဘုံကျဲမှာနော်အဖို့တို့ဝိဝပြည်သူတွေတတိထားကြပါတတိထားပြရှုပ်ပဲပဲနေတာနော်ပြည်သူကိုအယမ်းမဲနေပြီဆိုရင်တေးကြတယ်အဲ့ဒါပြည်သူကိုအယမ်းမဲပြီးတော့ဘုံကျဲနေပြီဆိုရင်အဲ့ဒါတေးကြတယ်ဘာဖြစ်လို့လဲရှုံးနေလို့နော်ဟာသူတို့ PDF ကိုဘုံကျဲပါလား PDF နဲ့စစ်တိုက်ပါလားတိုင်းရင်သားလက်နက်ကန်တွေကိုဘုံကျဲပါလားတိုင်းရင်သားလက်နက်ကန်တွေကိုစစ်တိုက်ပါလားသူတို့စစ်တိုက်လို့ PDF ဘယ်နှယောက်သေသွားတယ်တိုင်းရင်သားလက်နက်ကန်ဘယ်နှယောက်သေသွားလဲကြားဘူးလားဖို့ဖို့တို့မကြားဘူးတလောက်ပဲမရှိတလောက်ပဲသူတို့ဘုံကျဲလို့သူတို့လက်ထက်ကြီးပြစ်လို့ PDF ဘယ်နှယောက်တိုင်းရင်သားလက်နက်ကန်ဘယ်နှယောက်ထိပြီးသေသွားတယ်မကြဘူးတလောက်ပဲမရှိတလောက်ပဲ နော်သူတို့ဘုံကျဲတယ်လေးလက်နဲ့ကြီးနဲ့ပြစ်တယ်ဟောတေသွားပြန်ပြီဆိုဘသူတွေလဲပါမဆိုင်ညာမဆိုင်အပြစ်မဲ့ပြည်သူတွေကြီးပဲပါမဆိုင်ညာမဆိုင်မြို့တွေရွာတွေစာတဲ့ညောင်းတွေဆေးရုံတွေကြီးပဲအဲ့တော့သူတို့ဘာဖြစ်လို့အဲ့လိုအပြစ်မဲ့ပြည်သူတွေကိုဘုံကျဲနေတာလဲဆိုရင်သူတို့အယမ်းမဲပြီး အယံမဲပြီးရှုံးနေလို့ဖြစ်တယ်နော်အယံမဲပြီးရှုံးနေလို့ဖြစ်တယ်သူတို့ရှုံးလေပြည်သူကိုမဲပြီးဘုံကျဲလေသူတို့ရှုံးလေပြည်သူကိုအယံမဲပြီးဘုံကျဲလေအဲ့ဒါအဖြေပဲအဲ့ဒါအဖြေပဲနော်အယံရှုံးလေအယံမဲပြီးဘုံကျဲလေပဲပိုးဆိုးပတ်ဆက်ရှုံးလေပိုးဆိုးပတ်ဆက်မဲပြီးဘုံကျဲလေပဲ ဟိုတို့မိဘပြည်သူတွေသူတို့ဘုံကျဲတာပြည်သူတွေသေးတာ PDF နဲ့တိုင်းသားလက်နက်ကိုင်တွေသေးတာမဟုတ်ဘူးတော်လှန်ရေးနဲ့ဘာမှမဆိုင်ဘူးအပြစ်မဲ့ပြည်သူတွေကပဲအလကားအချောက်တိုက်ဘိုးလိုက်ကျင်းနေတာနော်ပြည်သူကိုအယမ်းမဲပြီးဘုံကျဲနေပြီဆိုရင်သေကြတယ်အဲ့ဒါဘာဖြစ်လို့လဲအယမ်းရှုံပြီးအယမ်းမဲပြီးဘုံကျဲနေတာနော်ပြည်သူကို အယံမဲပြီးပုံကျက်နေရဆိုရင်ဒါအယံရှုံးနေပြီလို့လားတတ်မှတ်လိုက်အခုဘာဖြစ်လို့တို့ပြည်သူကိုအယံမဲပြီးပုံကျက်နေရအယံရှုံးနေလို့ပေါ့ပို့စုပတ်ဆက်ရှုံးနေလို့ပေါ့အဲ့တော့ဘိုးအောင်နေလို့တော်လည်းနိုင်သလားရှုံးသလားဆိုရင်နိုင်နေလို့ပေါ့အယံမဲပြီးပုံကျက်နေတာပဲကြည်လေအဲ့ရှုံးနေလို့ပေါ့အယံရှုံးနေလို့ ။နောက်မုံပြင်းနဲ့တထုံမြို့နယ်ကင်လေးစိတ်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့အသက်73နှစ်ရွယ်နော်ခလေးတောင်မချမ်းဘူးပြည်သူပေါင်း35ယောက်ကို ပေါ်တာဆွဲသွားတယ်ဖမ်းဆီးသွားတယ်ဟောတထုံမြို့နယ်ကရင်လေးစိတ်ရွာကိုနော်အသက်ဝင်ရောက်စီးနင်းပြီးတော့အသက်73နှစ်ရွယ်ခလေးပါမချမ်းပြည်သူ35ယောက်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်နော် ပေါ်တာဆက်သွန်းတယ်အဲ့ဒီဖမ်းဆီးသွားတဲ့35ယောက်ထဲမှာအမျိုးသမီးတွေပါတယ်ဟောအမျိုးသမီးတွေပါတယ်ပြီးတော့ခလေးတွေတောင်မှအလဲရန်ចောင်းသားတွေပဲရှိသေးတယ်အလဲရန်ចောင်းသားတွေပါတယ်အမျိုးသမီးတွေကျိန်းနေတဲ့အမျိုးသမီးတွေဒါဖို့ဖို့တို့မရင်းကျစ်ခံရမှထင်တယ်ဒီကောင်တွေကငတ်ပြက်နေတာအခုဒီနောက်ပိုင်းနေ့တိုင်းနှိပါမရင်းမှုတရင်မရင်းမှုတရင် တစ်ခုမဟုတ်တစ်ခုကြားလာရတဲ့ဒါအကြံဘတ်စစ်တပ်ကကျူးလွန်တာဖဖို့တော့မြေပြင်မှာရှိတဲ့မိဘပြည်သူတွေကိုစိုးရိမ်နေနေ့စဉ်နေ့တိုင်းမရင်ချင်းမှုတွေကြားလာရတယ်မိန်းကလေးတွေကိုအခုတို့အကြောင်းမရှိအကြောင်းရှာပြီးဖမ်းတယ်တချို့ကရှက်လို့တာမပြောတာနော်ရှက်လို့တာမပြောတာတရှက်ကနေနှစ်ရှက်ဖြစ်မှာဆိုလို့လာမပြောတာမိန်းကလေးတွေကိုအပြစ်မရှိအပြစ်စားပြီးတော့ပေါ်တာဆွဲသွားတယ် တနတ်နဲ့ချင်းချောက်ပြီးတော့ဖိုးဖိုးတို့ခေါ်သွားတယ်ပြီးမရင်းကျင်တယ်နေ့တိုင်းကိုကြားလာရတာအဲ့ဒါဖိုးဖိုးအနေနဲ့စိုးရိမ်တယ်ဗျာစိုးရိမ်နေနော်တော်တော်လေးစိုးရိမ်နေအခုဖမ်းသွားတဲ့35ရောက်တဲ့မှာအလဲတန်းចောင်းသားလေးတွေပါတယ်မိန်းကလေးတွေပါတယ်မိန်းကလေးတွေပါတယ်အဲ့ဒါဖဖို့စိုးရင်လေဖဖို့ဝိပပြည်သူတွေဂယူဆိုင်ကြပါဗျာပြီးတော့ညာဦးမှာလည်းပဲစစ်တပ်ကညာဘက်အဲ့ချိန်မှာလ လူနေအိမ်ထဲထီကိုဝင်ပြီးတော့ကိုအတင်းပေါ်တာဆွဲတာဒါညောင်ဦးမှာညောင်ဦးမှာညာပက်ကြီးနော်အဲ့ချိန်ကြီးကိုလူနေအိမ်ထဲထီကိုပေါ်တာဝင်ဆွဲတာနောက်တစ်ခုကလှိုင်းတရာအခြေပိုင်းမျိုးနယ်မှာရှမ်းကြောင်ကျေးရွာအုတ်ချိုရီမှုဇော်ကြီးကနော်ရှမ်းကြောင်ကျေးရွာအုတ်ချိုရီမှုဇော်ကြီးကလူငယ်၃ယောက်ကိုတခိုးလိုဆွဆွဲပြီးတော့ဖို့ဖို့တို့ငွေကျပ်3000နဲ့ စစ်မှုထမ်းတပ်သားတစ်ရောင်းစားပလိုက်တယ်နော်လူငယ်၃ယောက်ကိုတခိုးလိုဆွဆွဲဖမ်းတယ်ဖမ်းပြီးတော့တယောက်ကို350နဲ့စစ်တပ်ထဲကိုရောင်းစားပြစ်တယ်နော်ဒါရှမ်းကြောင်ကြီးရွာအုပ်ချုပ်မှုဇော်ကြီးကရောင်းစားတာနော်နောက်တစ်ခုကအေယာဝတီတိုင်းကြုံပြုံမြို့နယ်မှာเนาะ လေပေါ်မှာရှိတဲ့လူငယ်တွေကိုနော်လေနဲ့ခྱི་သွားအေယာဝတီတိုင်းဆိုတာမြေဝါကျိုးပေါ်လीဘဲသွားသွားဘဲလာလာလေလေးတွေနဲ့သွားရတာကဖို့ဖို့တို့ကရောက်ဘူးတာဆိုတော့သိတယ်ဖုန်းကြီးတွေစွန့်ကပ်ထွက်နေအောင်လေနဲ့ထွက်ရတယ်အဲ့တော့အေယာဝတီတိုင်းမြေဝါကျိုးပေါ်ကျုံပေါ်မြို့နယ်မှာလေနဲ့နော်သွားလာနေတဲ့လူငယ်တွေကိုအင်းတကြီးတွေကနော်အကြပ်စစ်ကောင်စီရဲ့အင်းတကြီးတွေကငါးခိုးဖမ်းတယ်ဆိုပြီးတော့ဆွတ်ဆွဲပြီးတော့ တို့အပြစ်မရှိအပြစ်ရှာတာပေါ့ဗျာငါးကိုးပန်းနေဆိုပြီးတော့ဆွတ်ချက်ပြအခုအာနာသိန်းတာတော့မှမဲခိုးတယ်ဆိုပြီးတော့အပြစ်မရှိအပြစ်ရှာကြီးအာနာသိန်းတာမှလားဟမ်အခုလူငယ်တွေကိုပေါ်တာဆွဲတယ်တခိုးလို့ဆွတ်ဆွဲပြီးတော့ပေါ်တာဆွဲတယ်ဟမ်အခုလည်းငါးကိုးပန်းနေဆိုပြီးတော့ဆွတ်ဆွဲပြီးတော့ပေါ်တာဆွဲတယ်နော်တက်တာတိအဖြစ်ရောင်းစားတယ်အာနာသိန်းတော့ကလည်းပဲမဲခိုးပါတယ်ဆိုပြီးအကြောက်ပြပြီးတော့ တို့အာနာသိင်းနေဒါဒါစစ်တဲ့ရဲ့လုတ်ရက်တွေပေါ့ဗျာစစ်တဲ့ရဲ့လုတ်ရက်တွေပေါ့နော်ဒါကျုံပေါ်မှာလှေနဲ့ခရီးသွားလာနေတဲ့လူငယ်တွေကိုအင်းတကြီးတွေကငါးခိုးပန်းတယ်ဆိုပြီးတော့ဆွတ်ဆွဲပြီးတော့သိန်းတရာနဲ့စစ်မှုထမ်းတပ်သားအဖြစ်ရောင်းစားတယ်သိန်းတရာနဲ့ရောင်းစားတာနော်သိန်းတရာနဲ့ရောင်းစားတာကျုံပေါ်မှာရှားကဲအင်းအဖွဲ့က တော်တော်ကိုစိုးတယ်အဲ့ဒီကောင်တွေတော်တော်စိုးတယ်ဒါ PDF တွေများရှိရပါတော့ကြုံပေါ်မှာရှားခဲအင်းအဖွဲကကောင်တွေကတော်တော်စိုးတယ်လူငယ်တွေကိုတခိုးတို့ဆွဆဲပြီးတော့စစ်တပ်ထဲကိုတပ်သားတွေအဖြစ်ပတ်စံနဲ့ရောင်းစားတာအဲ့ဒီရှားခဲအင်းအဖွဲကကောင်တွေပေါ့နော် PDF တွေစုံမပေးဖို့လိုတယ်ပေါ့နော်စုံမပေးဖို့လိုတယ်ပြီးတော့လူတွေကိုလည်းဖမ်းဆီးပြီးတတ်ဖြတ်နေတာဘယ်သူမှ အရေးမယူကြဘူးတဲ့နော်အဲ့ဒီကြုံပြောရှာကဲအင်းရွာက အဖွဲကကောင်းနေကလူငယ်တွေကိုတခိုးလို့ဆွဆဲပြီးတော့တက်သားပစ်ရောင်းစားတယ်ပြီးတော့တို့တို့နဲ့အဆင်မပြေဘူးတောက်မကြိုးဘူးဆိုရင်ပေါ့နော်တို့တို့နဲ့အဆင်မပြေဘူးမျက်လုံးထဲမှာစပယ်မွှေးစုတယ်ဆိုရင်အပြစ်မရှိအပြစ်ရှာပြီးတော့ကိုတက်ပစ်တယ်ဒါပေမဲ့ ဘာမှအရေးယူတာမရှိဘူးတဲ့ဗျဘာမှအရေးယူတာမရှိဘူးတဲ့အဲ့ဒါပြူစော်ဒီကောင်းဆောင်လွင်ဦးတဲ့ပြူစော်ဒီကောင်းဆောင်လွင်ဦးကအင်းတကြီးနဲ့ပေါင်းပြီးတော့နော်လူငယ်တွေကိုတတ်တယ်အော်တခိုးလို့ဆွဆွဲပြီးတော့စစ်တပ်တဲကိုရောင်းစားတယ်နော်အကျုံတော်ရှားကဲအင်းရွာကပြူစော်ဒီကောင်းဆောင်လွင်ဦးကအင်းတကြီးတွေနဲ့ပေါင်းတယ် ဲ့ဒီရှားကဲအင်းရွာကအင်းတကြီးတွေပြူစောကြီးတွေတော်တော်ဆိုးတယ်ပေါ့နော်ဒါဆုံးမပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကဒီတပတ်အတွင်းမှာကိုဖဖို့တို့ဆက်တိုက်ကြားလာရတဲ့မဒိန်မှုတွေဖဖို့တေချာဖတ်ပြပေးမယ်ဖဖို့တို့ဝိပပြည်သူတွေကိုဖဖို့စိတ်ပူလို့ဗျာစိတ်ပူလို့နော်ဒီခွေးတလိမ့်ဆန်နေခွေးယုံပါတွေကကိုပြည်သူတွေအခုလို့ အမျိုးသမီးတွေကိုချိန်ချောက်တယ်ပေါ့ဖမ်းဆီးတယ်အခုလိုမဒိန်းကျင်တာဖဖို့မခံနိုင်ဘူးဒီခွေးတောင်စားတွေကိုနော်ခွေးတောင်စားတွေကိုဒီလုံယုံပါတွေမဒိန်းကျင်တာဖဖို့ဘလွန်နီးနေမှာမခံနိုင်ဘူးဗျာ